အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမှာကတော့ Windows 11မှာ key magic နဲ့ပြည်တော်စု keyboard ကိုဘယ်လိုထည့်သွင်းရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဒီ key magic software folder လေးကိုလည်းဒီ video ရဲ့ description မှာကျွန်တော် download link ထည့်ပေးထားပါမယ်ဒီ key magic file လေးကို download ဆွဲပြီးသားလို့ရှိရင် ီရလာတဲ့ folder လေးပေါ်မှာ right click နှိပ်ပြီးတော့အာဒီ mirror extra here နဲ့ဖြည့်ချလိုက်ပါဒီမှာ image folder လေးရလာပါပြီကိမကျေဖူလာလေးရလာလို့ရှင်ဒါလေးကိုတစ်ဖက်ကလေးနှိပ်ပြီးဖွင့်လိုက်ပါဒီကိမကျေ EAC ဖိုင်လေးကိုလည်းနောက်ထပ်တစ်ဖက်ကလေးနှိပ်ပြီးတော့ install လုပ်ပါမယ်။ဒီမှာကတော့ I accept the agreement ဆိုတော့ရေးပါ။ပြီးရင် next ကိုဆက်သွားပါ။ဒီမှာလည်းဆက်သွားပါ။ဒီမှာ desktop icon လုံးမလာမိတာပါ။လုံးရှင်နေဆိုလို့ရှိရင်ဒီမှာအမှတ်ချက်ချက်ပါ။မလုံးရှင်ဘူးဆိုလို့ရှိရင်မှတ်ချက်ဖြုတ်ပါ။ပြီးရင်ဆက်သွားပါ။ next ပြီးရင် install လုပ်ပါမယ်။ ဒီမှာပြည့်စပ်လို့ရှိရင်မှ finish ကိုနှိပ်ပါ finish ကိုနှိပ်လို့ရှိရင်ဒီ image တွေကိုတန်းရောက်တော့မှာပါဒီမှာက keyboard တွေအများကြီးရှိပါတယ်ပြည်တော်စု mm ရှိမယ် soft code ရှိမယ် my win keyboard ရှိမယ်မြန်ဆန် keyboard ရှိမယ် soji ရှိမယ်ဒါကအခုဒီဒီတိုင်းထားလိုက်လို့ရှိရင်ဒီမှာ keyboard ပြောင်းတဲ့ခါကျရင်အများကြီးဖြစ်နေတဲ့အတွက်ရှုပ်ပါတယ် ကိုကပြည်တော်စု keyboard တစ်ခုပဲတုံးမယ်ဆိုလို့ရှိရင်ဒီပြည်တော်စု mm တစ်ခုပဲချန်ပြီးတော့ဂျန်နေဟာအားလုံးကို delete လုပ်ပြလို့ရပါတယ်ဒီကိုဖြတ်ချင်တဲ့ဟာပေါ်မှာ click တစ်ချက်ပြီး select ပြီးပါပြီးရင် remove နှိပ်ပါဒါဖြတ်မှလာမိတာက yes နောက်ထပ်တစ်ခုဖြတ်ပါမယ် remove နှိပ်ပါ yes ပြည်တော်စု MM တခုပဲခြံထားမှာပါဒီဆိုပုံစံလည်းဖြတ်ပါမယ်ဒါဆိုလို့ရှိရင်ရပါပြီဒီမှာ तू ကပြောင်းပြောင်းလို့ရှိလို့ရှိရင်ဒီ image enable display က control shift နဲ့တော့မှာဖြစ်ပါလေဒါဆိုလို့ရှိရင်ရပါပြီပြေးလိုက်လို့ရပါပြီဒါကြောဆန်းပြီးတော့ပြပါမယ်ဒီ search bar မှာ notepad လို့ရိုက်ထည့်လိုက်ပါ ုတ်ပတ်လို့ရိုက်ထည့်လို့ရှိရင်ဒီမှာကျွန်တော် keyboard ကနေပြီးတော့ရိုက်ကြည့်ပါဒါဆိုလို့ရှိရင်ဒါကအာအင်္ဂလိပ်လိုပဲဖြစ်နေပါမယ်ခုနထည့်ထားတဲ့ပြီးတော့လက်ကွက်နဲ့ရိုက်ချင်တယ်ဆိုလို့ရှိရင် control နဲ့ shift ကိုတွဲပြီးတော့နှိပ်လိုက်ပါရှင်နာမြန်မာလက်ကွက်ပေါ်လာဖြစ်ပါတယ် ဖြစ်ပါတယ်။ဒါအင်္ဂလိပ်လိုပြန်ပြောင်းနေတယ်ဆိုလို့ရှိရင်လည်း control နဲ့ shift ကိုပြန်နှိပ်လို့ရှိရင်ငယ်ကလေးလက်ခွတ်ပြဖြစ်သွားမှာပါ။ဒီမှာလိုပြောင်းနေလဲ control နဲ့ shift ကိုပြန်နှိပ်ပါကြက်ခွက်ကိုကောင်းအောင်မူရိုက်လို့ရပါပြီ။ဒါဆိုလို့ရှိရင်တော့ Windows 11မှာ key magic ကနေပြီးတော့ပြီးတော်စု keyboard ထည့်သွင်းနည်းကိုနားလည်မယ်ထင်ပါတယ်။ တခြားသိချင်တာလေးရှိလို့ရှိရင်လည်းကွန်မန့်အောက်မှာမေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ